ားလုံးပဲမင်္ဂလာပါရှင်ညီမကတော့ project graphic design မှာတက်ရောက်နေတဲ့သင်တန်းသူပဲဖြစ်ပါရှင်ဒီနေ့တက်ရတဲ့ရည်ရချက်ကတော့ညီမက graphic designer အနေနဲ့အလုပ်ဝင်ချင်တာပါရှင်အဲ့အဲ့လိုအဲ့ရနေပြီးတော့အတိမိတ်ဆွေရနေတစင်ရော line board တစင်ရောခြားကြည့်ရဲ့အခါမှာ project graphic design school ကိုတွေ့ခဲ့ပြီเนาะအဲ့ရနေပြီးတော့မှာစုံစမ်းပြီးတော့ဖောင်ဖြည့်ပြီးတော့လာရောက်တက်လာရောက်တက်လိုက်တာပါရှင် အာတင်းသားမှာပေါ့နော်ဆရာကသူ့တခုချင်းစီကိုမကဘဲနဲ့ကိုယ့်ရဲ့အသွေးခေါ်ပိုင်းတွေရောအဲလုပ်ငန်းဝင်မှာကြုံတွေ့ရမယ့်အသေးကြုံတွေကစားတိတိကျကျလေးဟိုရှင်းပြတင်ပြပေးရပေါ့နော်အာ ဒီဇိုင်းလို့ပြောလိုက်တာနဲ့ Photoshop တခုလည်းတိလာရနေပြီးတော့အခုဆိုရင် logo ချီပြီးဆွဲတဲ့အခါမှာလည်း sketch နဲ့ကစားတခုချင်းစီရဲ့ sketch နဲ့ကစားလို့ဒီလိုချာလေးတီးခွင့်ရခဲ့ပါရှင်။အင်ဇိုင်းရေလောက်ရတဲ့အတွက်လည်း MSK မှာပို့ပို့ပြီးတော့ဒီတတားရေးတိုးတက်လာခဲ့ပုံတော့အာနောက်ဆုံးအဲ့လိုဒီဇိုင်းဆွဲနေဒီဇိုင်းတွေကိုပါချစ်တက်လာခဲ့ရှင်။အခုဆိုရင်တော့အာစာပြေဖြစ်တဲ့ assignment တွေလုပ်ဖို့တည်းလည်းပြင်ဆင်နေပါရှင်။ဒီနေ့မှာတူတူတက်ရောက်ခဲ့တဲ့စတန်သားတွေရော၊ကိုယ်တငယ်ချင်းတွေရော၊ဆရာတွေရော၊ဆရာဝန်ရောအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ ဒီဇိုင်းကိုအခြေခံနေစပြီးတော့တည်ကျင်းတဲ့သူတွေပဲဖြစ်ဖြစ်မိမိရဲ့ scale ကိုပို့ပြီးတော့တိုးတက်ချင်တာပဲဖြစ်ဖြစ်ပိုတက်တို graphic design school မှာတက်ရောက်ဖို့အတွက်အကြံပြုပေးလိုက်ပါရဲ့ရှင်